အားလုံးပဲမင်္ဂလာပါရှင်။အလင်းအိမ် Audio Books Channel ကနေကြိုဆိုပါရရှင်။ဒီကနေ့မှာတော့ဆရာကြီးရွှေဦးတောင်ရဲ့ဝတ္ထုတို့ပေါင်းချုပ်ပစ္စမတွေစာအုပ်ထဲကဇက်လိုက်ဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးခြင်းပါရရှင်။ဇက်လိုက်ဖဲသုံးချက်ဇကားကိုဘယင်းယုံ၌စင်စားလူကြီးများအားပြသသောအခါတွင်ရုပ်ရှင်ကုမ္ပဏီ၏ဖိတ်ကြားခြင်းအရာ ဝတ်လုံတော်ရကြီးများတရင်စာအယ်ဒီတာများစာရေးဆရာများဘိုင်းစကုပ်ဇက်လိုက်များမှစာရင်းမြို့ပေါ်ရှိလူကြီးလူကောင်းများနဲ့ရုပ်ရှင်လုပ်ငန်းဆိုင်ရာပညာသည်များလာရောက်ကြည့်ရှုကြသည့်ဖြစ်ရာအဆိုပါပရိသတ်များသာလည်းမက အခြားကုမ္ပဏီပိုင်ရှင်ကြီးများကပင်လေဖဲသုံးချက်ဇကာမှာထိုးချင်းခါချင်းညမဇကာများအနက်တွင်ခေအဆန်းဆုံးအစင်တန်းအမြင့်ဆုံးအခမ်းအနားဆုံးဖြစ်ပေကြောင်းနဲ့ ဝန်ခံခဲ့ကြဘူးလေသည်၎င်းဇလန်၌အကြီးမှုဖြစ်သောပုဂ္ဂိုလ်များမှာဇက်လိုက်မင်းသားမောင်ဆိုတင်မင်းသမီးခင်မြတင်နေလူချမ်းမောင်တင်ဖီတို့ဖြစ်လျာ၎င်းတို့အသည်တီမှာလဲအတင်း၌၎င်းအလွန်အတော်၌၎င်းပရိသတ်တို့၏စိတ်ကိုဆွဲငင်ဆွဲညီစီလောက်စွန့်ဆောင်နိုင်သူများဖြစ်ကြပေသည်ဇလန်ဆက်ကွက်များမှာလဲအလွန်တရာစိတ်လာသည်ဖြစ်သောကြောင့်ပရိသတ်တို့၏စိတ်ထဲ၌ အခြေချက်လွန်းလာသည်ဟုညဉ့်ညူပြစ်တင်ဖွယ်ရအခမ်းမျိုးလည်းမပါပဲဇလန်းပြီးဆုံးမိကိုပင် ဆိုရင်ချင်းနှမျောချင်းနဲ့လေပင် တမော်မော်နဲ့ကြည်နေကြရသောဇလန်းမျိုးဖြစ်ကြည်သည် နောက်ဆုံးဖြစ်သောအခမ်း၌လူချမ်းမောင်တင်ဖီမှာဖီလီနို့သွားရလမ်းကြောင်းအတိုင်းတုတ်တင်ရှင်းလင်းပြီးပြီဟူ၍ဇက်လိုက်နှစ်ယောက်ကစိတ်ချလက်ချနေခုံပေါ်တွင်အတူရှင်တွဲကထိုင်လျက်အစိခံအားစားချရာယူခဲ့ရင်အမိန်ပေးထား၏ အစီခံထွက်လာရမည်တကားပေါ့မှာအစီခံမပေါ်လာပဲဗီလိန်သည်ခြောက်လုံးပြူတက်လက်ကိုဂိုင်းလျက်ဝင်လာရဇက်လိုက်နှစ်ယောက်မှမူကားလဲ၍မကြည့်သဖြင့်မတိသေးပဲတဦးနဲ့တဦးကြီးဆဲလျက်ရှိကြ၏နောက်တခဏ၌သုံးဦးသားမျက်နှာချင်းဆိုင်မိသောအခါတွင်သုံးဦးလုံးတို့၏မျက်နှာသားမှာဇက်လန်းဇက်ခွက်နှင့်လိုက်လျောလာသည်ဖြစ်သောကြောင့်ကျွန်တော်နှင့်တကွာပညာသင်များမချီမောမဲမနေနိုင်အောင်ရှိကြ၏ခင်များတင်သည် မိမသားပီပီကြီးစွာသောအံ့ဩခြင်းဖြင့်မျက်လုံးပြူလျက်ကြည်နေရာဇက်လိုက်မောင်ဆိုတင်သည်တခဏလေးမျှမဝေခွဲနိုင်အောင်ရှိနေပြီနော်ယောက်ျားကောင်းပီတာစွာဗီလင်ကိုခုခံရန်ကြိုးစား၏တို့ရာတွင် ဗီလင်၏လက်ချက်ဥသောကြောင့်ဇက်လိုက်သည် ရှေ့သို့အလျားမောက်လဲသွားရာနောက်တခဏ၌ဗီလင်သည်မိမိကိုယ်ကိုအစတုံအောင်စီရင်လိုက်၏ကျွန်တော်သည်ဖဲသုံးချက်ဇက်ကားတွင်ပါရှိသောဇက်လန်းအကြောင်းကို ဤမြလောက်ပုံမို့ဖော်ပြရန်အလိုမရှိပါရည်ရွယ်ချက်လည်းမဟုတ်ချေဤမြလောက်ရေးသားဖော်ပြရခြင်းမှာရုပ်ရှင်လုပ်ငန်းဖန်တိုင်းကိုယ်တိုင်လုပ်ကိုင်ခဲ့ဘူးသူတယောက်နဲ့ဟိုတယ်၌တွေ့ဆုံရင်၎င်းစကားအကြောင်းကိုဆွေးနွေးကြရရင် ထိုလူဤစကားများမှာယုံကြည်ထိုက်မယုံကြည်ထိုက်ကြောင်းကိုဖတ်ရှုသူတို့ချင်းချင်းနိုင်ရန်အတွက်များသာလင်ထိုများအထီဖော်ပြရခြင်းဖြစ်ချေသည်ထိုညာ၌ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်ဤစီမံချက်အရာ ဇက်လိုက်မင်းသားနှင့်မင်းသမီးတို့သည်ဘရင်ယုံသောလူကိုယ်တိုင်လာရောက်၍ဇက်ကအဆုံးတွင် လူကြီးလူကောင်းများ၏ချီးမြှောက်ထောက်ခံစာများကိုဝမ်းမြောက်ဝမ်းသာကြရလျက်ရှိစဉ်ဆူဆူဝါဝါရှိအောင်ဟစ်အော်ရင်မောလိုက်သောအတန်တတန်ကိုကြာရသဖြင့်ကုမ္ပဏီပိုင်ရှင်ကတည်ခင်ကြွေမှုသောလက်ဖက်ရည်ကိုတောင်းနေကြသောလူကြီးလူကောင်းများသည်အတန်ကြားရသောရုတ်တရက်လှဲ၍ကြည်ကြ၏ကျွန်တော်သည်၎င်းဇက်ကမပြီးမီကပင် ထိုသူကိုမြင်ရသဖြင့်ဤမြလောက်နွမ်းနယ်ပေးကြံသောအဝတ်စားများကိုဝတ်ဆင်ထားသူတယောက်သည် လူကြီးလူကောင်းပရိသတ်အတွက်တတ်တတ်ဖိတ်ကြားထားသောဤပွဲမျိုးကိုမြည်သည့်နင်းနေဝင်ခွင်ရသည်ကိုစဉ်းစားမရခြင်း။ထိုခဏ၌၎င်းသည် နောက်ဆုံးကလထိုင်တမမတန်ရကလောင်ပြောင်သောမျက်နှာချဖြင့်ပရိသတ်အားလုံးကိုကြည်လင် feeling ကင်လာတဲ့ခြောက်လုံးပြူဟာရမ်းတောက်မပါမှန်းတည်ရသားနဲ့ ကြောက်ချင်းရောင်ဆောင်ရတာဟာဘာအတိတ်ပဲလဲကွာထွီးဒါနဲ့များလက်ခုပ်တတော်တော် TV ချီမွန်လိုက်ကြတာအားလုံးအယူရကြီးပဲဟုအော်ဟစ်ပြောဆိုလေထိုအခါပရိသတ်များနဲ့တယောက်ကဘဲကအယူကိုတွန်းထားကြရလဲဆွဲထုတ်ပါစေလားဟုအော်လိုက်၏တို့ရရင်ထိုသူသည်မိသူကိုများဂယုဆိုင်ရန်လက္ခဏာမရှိပဲဇလမ်းမှာပါတဲ့မိန်းမဟာတကယ့်တတ္တိကောင်းပြထားတာကတော့အရေးကြုံတဲ့အခါမှာကြောက်ချေးပါတော့မလို့ဖြစ်နေတယ် ဒီဟာကိုခမရတို့ရောကားကောင်းခေါ်ကြသလားအလကားလူရီကြီးပဲဟုဟစ်အော်ပြန်၏ချိုအခါတယောက်တော့သူက ခမရပဲနဲ့တည်တယ်လေဟုမိယာအဝတ်ဟောင်းများနဲ့လူကဒီဟာထိုးစက်မဟုတ်ဘူးတကယ့်အဖြစ်ပြက်ငူရင်းဖြစ်ပြက်ပုံကိုချုပ်တည်တယ်ဒီမိမမျိုးမဟုတ်ဘူးကြောက်မွေးပါရင်ဇာကနာနဲ့နှုတ်ပြင်မယ်ဆိုတဲ့မိမမျိုးချုပ်တည်တည်ချာချာတည်တယ်ဟုရဲဝန်စွာပြောလေ၎င်းနောက်ထိုးသူသည်ထွေခနဲတရွေထွေလျက် ယုံပြင်းတို့ထွက်သွားလျာပရိသတ်များမှာလူယူဟူ၍၎င်းလူဆန်းဟူ၍၎င်းအမျိုးမျိုးကြွေကြောပြောဆိုကကြံ့ရင်နေကြလေကျွန်တော်မှာလူယူတယောက်နဲ့မတူပဲထိုသူဤအမှုရာကိုမြင်သဖြင့်စုံစမ်းအံ့ဟူအကြံဖြစ်ပြီးလေယုံပြင်းတို့ချက်ချင်းထွက်၍လိုက်သွားရကွင်းရဆိုင်ရှိတွင်မိသည်နေပခုံးပုံလျက်ကွန်တီနင်တဲတို့လက်ဖက်ရည်တောင်းရန်ဖိတ်ခေါ်၏ဒေါသတကြီးနေခမရဘသူလဲခမရကိုကြုံမသိပါကလား ထို့သူမှာဟောင်းနှံသောအဝတ်စားရှိသောညာလေညနေခြားမှာမာနကြီးဟန်ရှိသောကြောင့်ကျွန်တော်မှာတာရိပ်ပင်တည်ကျွမ်းလိုသောစိတ်ဆန္ဒဖြစ်ပေါ်လာ၏ကျွန်တော်လဲစာရေးဆရာတယောက်ပါပဲဘရင်ယုံထဲမှာခမရခုတင်ပြောထားတဲ့စကားကိုကျွန်တော်ကြားလိုက်ရပါတယ်ကျွန်တော်စိတ်တဘောအရဇက်လိုက်မင်းသမီးဟာဒီနေရာမှာကြောက်လန့်ခြင်းတုံ့လုပ်ခြင်းကိုပြခြင်းဟာမှန်တယ်လို့ကျွန်တော်ထင်မိတယ်ကျွန်တော်အားရှုတ်ချဟန်ကြည်လျင်ခမရဒီလိုထင်ခမရမှားတာပေါ့ ဒါဖြင့်လားခမရတိုက်တဲ့လက်ဖက်ရည်ကိုတောက်ပြီးခမရနားလေအောင်ကြုတ်ရှင်းပြမယ်ကျွန်တော်တို့ဒီကွန်ဂျီနန်တယ်ဟိုတယ်သို့ဝင်ကြပြီနော်စားစရာများကိုမှာယူကြရထို့သူသည်အင်ဂျီမဆဲနိုင်အောင်လင်းမြန်စွာစားတောက်သည်ကိုတွေ့ရသည်ဖြင့်အံ့ဩစွာဖြင့်ထက်လောင်းမှာယူရပြန်၏ကျုပ်စားပုံကိုခမရမှန်အောင်နေကျုပ်အဖြစ်မျိုးခမရကြုံရရင်ကျုပ်လိုပဲခမရစားမှာပါပါဇက်နဲ့စားစရာမတွေ့တာ နိုင်ပေါင်း၄၀ကျော်ကြာသွားပြီဗျာ တမန်နေ့ညကညစာကျုံမှာနောက်ဆုံးစားရခြင်းမဲခမရထိုအခါကျွန်တော်မှာဂယုနာဖြစ်သည်နေမုံချိုများသားလေးမကဘီစကိုကတ်တလေအစရှိသော side dish များကိုမာယူကြွေးမွေးရလေ၏ဝမ်ဝအောင်စားပြီး၍စီပြင်းလေကုန်မိညိပြီးနောက်ထိုသူသည်အလွန်ကျဉ်တ်တော်မူရနေကလတိုင်း၌မိကပြုံးရွှင်စွာသောမျက်နှာဖြင့်ကျွန်တော်အားဆိုင်လျက်ကြည့်နေ၏ကဲကြွေးခမွေးခလေးကြည့်အောင်ပြောပြရတာပေါ့ဗျာ ခက်တင်တင်မျက်နှာထားနေဒီလိုတော့သဘောမချနဲ့ဗျာကျွန်တော်ကဂယုနာနဲ့ကြွေးတာပါအဖိုးခါရဲလို့သဘောမချပါနဲ့ခမရပြောချင်မှပြောပါတီးခံမမိတ်ဆွေကျုပ်ကစိတ်ချင်ပေါက်နေတဲ့လူတယောက်ဖြစ်လေတော့ကောချင်းခက်ချင်တဲ့သဘောတွေအားကြီးနေလို့ပါရှေးခါကကျုပ်ကောင်းကောင်းစားစင်ကတော့ဒီလိုသဘောမျိုးမဟုတ်ပါဘူးဗျာအကျန်းစီအပေါက်လမ်းမတဲတော့လူဆိုတာကောချင်းခက်ချင်တာမျိုးမဟုတ်လားဗျာတီးခံပါဗျာကိစ္စမရှိပါဘူးဗျာ တောင်းပန်ရလောက်အောင်လည်းမဟုတ်ပါဘူးခုတင်ကကြည့်ခဲ့ရတဲ့ကားကိုခမရဘဲနဲ့သဘောရတယ်လေကောင်းတာပေါ့ဗျာတိတ်ကောင်းပေတာပဲအဲ့ဒါကျုပ်ရေးတဲ့ဇလန်းပဲဘဲနဲ့ပြောတယ်ဒီဇလန်းကိုကျုပ်ရေးခဲ့တယ်မူလဇလန်းတော့ကလည်းကျုပ်ကိုယ်တိုင်ဇက်လိုက်လေးလုပ်ခဲ့တယ်မူလဇလန်းဆိုတာဘဲနဲ့လေဗျာဒီဇလန်းကိုဒီတစ်ခါပဲရိုက်ဖူးသေးတယ်မဟုတ်လားတပိုင်းကဟုတ်တယ်တပိုင်းကမဟုတ်ဘူးတပိုင်းကရှေ့တုန်းကတစ်ခါရိုက်ဖူးတယ် အခုတော့ copy ရှိသေးတယ်။ဒီအကြောင်းကိုခု company ပိုင်ရှင်ကသိသလား။သိသလားမသိသလားမစုံနိုင်ဘူး။နှုတ်ပေမဲ့ရိုက်ဖူးတဲ့ဇလန်းကပြတော့မှမဟုတ်လေတော့အကြောင်းမထူလာပါဘူး။ဘယ်ပိုင်းကခမရပါဘူးတလဲ။ဇက်လိုက်မင်းသားဆိုတင်နေရဟာကြုံနေရပေါ့ဗျ။ကျုပ်ကိုယ်တိုင်ဇက်လိုက်မင်းသားလုတ်ခဲ့ဘူးတဲ့။ထိုအခါကျွန်တော်မှပါချောင်းကြကြမြက်တွင်းဟဟောင်းနဲ့ဆေးလေးတောက်လျက်ရှိတော်လူကုန်စိတ်စိတ်ကြည်လျက်ညီတို့မှမပြောဘဲစိတ်စိတ်နေရဲ့။ ကျုပ်လူပုံကိုကြည့်ပြီးဇက်လိုက်လို့ဘူးတယ်ဆိုလို့ခမရကမယုံနိုင်ပေဘူးပေါ့။သို့တော့ဟိုတုန်းကကျုပ်ကဒီလိုမဟုတ်ဘူးဗျ။နေအောင်အစအစာပြီးကျုပ်ပြောပြမယ်ခမရနားထောင်။ထို့သူသည်ဆက်လက်၍မပြောသေးမီ။ဘီယာခွက်ကိုကြိုက်ချ၍ဆေးပြင်းလိုက်တလေကိုမီညီပြန်လေ။ဒီလိုဗျ။ကျွန်တော်ကရုပ်ရှင်လုပ်ငန်းဘက်မှဝါသနာပါလေတော့အခုလိုကားကြီးတွေမဟုတ်သေးပဲ။တောက်တီးတောက်တဲ့ကားလေးတွေရိုက်တဲ့လက်ထက်ကလေးကဇက်ထုပ်ကလေးတွေလည်းရေးခဲ့တယ်။ ချုပ်ကိုယ်တိုင်လည်းဝင်ပြီးဇက်လိုက်လုပ်ခဲ့တယ်။ဇက်လန်းရေးတဲ့ဖက်မှာဟိုတုန်းကတော်တော်လေးနာမည်ရခဲ့ပါရဲ့။အခုတော့လူမသိကြပါဘူး။နောက်ပေါ်တဲ့လူတွေခက်စားပြီးချုပ်တို့လူစုမြုပ်ကုန်ပါပြီ။ဘလို့နာမည်နဲ့ရေးတယ်ဆိုတာလည်းမမေးပါနဲ့တော့မထူးပါဘူး။တနေ့တနေ့မန္တလေးကရုပ်ရှင်ကုမ္ပဏီတစ်ခုကချုပ်ကိုယ်ဒါရိုက်တာအလုပ်နဲ့ငှားတယ်ဗျ။ဇက်ထုံနာမည်တော့ချုပ်မေ့နေပြီ။သို့တော့အဲ့ဒီဇက်ထုံမှာဒါရိုက်တာဖြစ်နေချုပ်လုပ်စင်ကဇက်လိုက်မင်းသမီးခင်မြင့်မြင့်ဆိုပါတော့။ အဲသူ့နဲ့ကြုံတဲ့မြင်မြင်ချင်းဆိုသလိုချစ်ကြိုက်ကြတယ်။ထို့သူသည်ခပ်ပြုံးပြုံးမျက်နှာနဲ့ကျွန်တော်အားကြည့်နေပြီးမှဆက်လက်၍ကိုချစ်ကြိုက်တယ်မိမဆိုတာချော့တယ်လှတယ်လို့ထင်မှတ်ကြစမြဲပါဗျာ။သို့တော့ခင်မြင့်မြင့်ဟာတော့ကျုပ်တယောက်တည်းထင်မှတ်ချက်မဟုတ်ဘူး။မန္တလေးမြို့ပေါ်ကအင်္ဂလိပ်ကျောင်းသားတိုင်းဈေးသူဈေးသားတိုင်းရုံးသူရုံးသားတိုင်းကချော့လာတယ်လို့ထင်မြင်ချက်အတိုင်းတနင်္ဂနွေနေ့များဆိုရင်သူ့အိမ်ရှိလက်ဖက်ရည်ဆိုင်မှာတတော်တော်တဝုံဝုံတယုံယုံနေတာပဲဗျာ။ချော့လေချော့ပါပေးတယ်။ မြင်ရသူတိုင်းသက်ရှူမှားမတက်ပါပဲခုတည်းမြင်ခဲ့ရတဲ့ခင်မတင်လဲတော်ပါရဲ့သို့တော့ခင်မင်းမင်းနဲ့စားလိုက်တော့တောသူကြီးလိုကြမ်းထော်ထော်ကြီးဖြစ်သွားမှာပဲဗျဒါထက်အပြင်ကပိုးကြပန်းကြတဲ့လူတွေထားလိုက်ပါအောင်နော်ကျုပ်တို့ဇလန်းထဲမှာလူချမ်းဗီလိန်လုပ်တဲ့မြင်းလက်သားဗာချမ်းဆိုတဲ့အကောင်ကလည်းခင်မင်းမင်းကိုပိုးနေတာကိုဗျဒီငနေ့ကကျုပ်ရန်သူပဲဘိုင်းစကုတ်ဇကာဆိုတာမျိုးကကိုယ်ဇက်ကွက်မရောက်သေးတဲ့အခါမှာရေရေမောမောရောရောနှောနှောနေတတ်ကြတာမျိုးလားဗျာ ကျုပ်မှာတော့ဒါရိုက်တာဖြစ်လို့တော့ဒီလူနဲ့လဲပါရဟိုလူနဲ့လဲပါရသူတို့တွေကြတော့ကိုယ့်လှည့်မဟုတ်ရင်လူအားတွေဖြစ်လို့တော့ဘယ်အခါမှဆိုလှည့်ကြည့်လိုက်ရင်ဗာချမ်းဆိုတဲ့ကောင်ကခင်မြင့်မြင့်အနာမကြီးပဲတပုတ်ပုတ်တသက်သက်ချီပဲဗျကျုပ်မှာတော့အလုတ်သားလုံနေရစိတ်ကိုမဖြောင်းနိုင်ဘူးမပြုံးနဲ့ဗျခမရကခင်မြင့်မြင့်ကိုမမြင်ဘူးလိုက်ရလို့မြင်ဘူးရင်လဲကားထဲမှာဖြစ်လိမ့်မယ်အပြင်ရုပ်ကကားထဲမှာထဲဆဲပြံမကချောတယ်မင်းကလေးဗျ။ရုံမာတဲ့ဆရာကြီးရေပြောတာပြောပါ။ အမှန်ပြောရမှာဖြင့်မူလရန်တို့ကတပီးလိန်ဆိုတဲ့ဇကားလိုကျုပ်ကတတ်တတ်ချစ်ကြိုင်နေတာပဲရှိသေးတယ်။ဒါရိုက်တာနဲ့ဆိုင်ရာဇကားကလွဲလို့ခင်မြင့်မြင့်နဲ့ဂျုံနဲ့ဇကားနှစ်ခွန်းပြအောင်မပြောရသေးဘူး။ဒါကြောင့်မို့လဲဗာချန်းကောင်ကိုကျုပ်ကတာပြီးညူဆူတာပါလေ။ကျုပ်သိရတဲ့လောက်မှလည်းခင်မြင့်မြင့်ကဗာချန်းကိုအားပေးအားမြောက်ပြုဟန်မတူပါဘူး။ဟိုကောင်ကသာဇက်သားတိုင်းမင်းငေါ်လာအောင်တရစ်ထဲရစ်ပြီးတပုတ်တတ်တတ်လုံနေတာပါ။ဒီကောင်ကဒီလိုလုပ်လေ။ကျုပ်ကသူ့ကိုယွန်းလီမုံးလီဆိုတာလဲသူသိတဲ့ဗျာ။ ဒါမျိုးဟာဝါယာလက်ထက်တောင်ဆိုသေးတယ်။တယောက်တယောက်အင်မတန်တည်တာကလားဗျာ။အတိဆုံးပါဗျာဆိုပါအောင်။ရှေးဥစွာဗာချန်းနဲ့ဂျုံနဲ့ဘလို့တီးရတယ်လဲဆိုတော့ဗီလိန်ဗာချန်းကိုကင်မရာနာကပ်ပြီးတယောက်ထဲတပ်ပုံရိုက်ခံစေတဲ့အခိုင်မှာခင်မြင့်မြင့်ကအဝေးကလူတယောက်နဲ့စကားပြောနေရကနေပြီးရဲလိုက်တယ်ဗျာ။ခင်မြင့်မြင့်ရဲတန်းကြားလိုက်ရရင်မယ်။ဗာချန်းကတပ်ပုံရိုက်ခံနေရကနေကနာမငိမ့်ဖြစ်ပြီးလှန့်ကြည့်တယ်။ဒီတော့ဒီကားပြတ်သွားတာပေါ့ဗျာ။ကျုပ်ကသာနဲ့ ဓာတ်ပုံရက်ခန်းနေတော့တောင်းကြည့်မြောက်ကြည့်မလို့ဖုံဘာချန်းကိုချိန်လီတော့ဘာချန်းကကျုပ်ကို နိုင်နှုံးထောင်းရမလားလို့ညံ့ညို့ကြည့်ကြည့်ဖွဲတာကိုအဲ့ဒီခဏတုန်းကဘာချန်းကကျုပ်ကိုပွတ်ချီလို့ရရင်ပွတ်ချီဖြစ်ချင်တယ်ဒါတော့ပဲမုန်းဟန်ရှိပါရဲ့သို့တော့သူ့အမုန်းနဲ့ကျုပ်အမုန်းဟာတော့ဖြင့်ဒီဂရီချင်းတဲကွာလာမယ်မဟုတ်ဘူးထင်တယ်အဲ့ဒီနေ့ကစပြီးဘာချန်းဟာကျုပ်ကိုမခေါ်နိုင်မပြောနိုင်မျက်စောင်းတထိုးထိုးနဲ့တဆူဆူတောင်းအောင်လုပ်နေတော့တာပါပဲဗျာ တနေ့တနိုင်တော်ဒီထက်ဆိုဖို့အကြောင်းဖြစ်ပေါ်လာပြန်ရောမင်းကွန်းဘက်ကစကန်းချပြီးရုပ်ရှင်ရိုက်နေကြတော့မှညနေခင်းအချိန်ကိုလက်တုပ်တင်ဖို့ခြုံခွဲရအသွားမှလာလာဗျာဘာချန်းဟာအင်မတန်ယုံညံ့တဲ့အကောင်ဗျခင်းမြင့်မြင့်ကိုသူကခြုံခွဲကနေဆောင်ပြီးထွေးလာလုံးလာဖြစ်နေကြတာကိုကျုပ်ရောက်သွားတော့ဘာမှမပြောနဲ့ဘာချန်းလည်းကုတ်ကိုလက်တစ်ဖက်နဲ့ညှစ်ကိုင်းပြီးလက်သီးနဲ့မျက်နှာကိုတက်တဲကြီးထိုးပလိုက်တာခမရအကောင်နေရာမှာတင်ဖင်ထိုင်းရလဲပြီးဇေဒီပြက်နဲ့နောက်စိမ့်နဲ့ဆောင်းလိုက်မိတာ ဆန့်ငင်ဆန့်ငင်နဲ့မထားနိုင်ဘူးဗျာမင်းကလေးရောပြေးရောလားဘယ်ကအပြေးခံမလဲဗျာဒီလိုနေရာမျိုးလောက်အခွင့်သာတာဘယ်မှရှိအောင်မလဲသူ့ကိုစော်ကားတဲ့လူဆိုးလက်ကပူပူနွိနွိကဲဆဲပြီးစားဖြစ်လေတော့လက်ကလေးအသာကိုင်းပြီးချစ်ချောင်းကြိုက်ချောင်းပြောတာပေါ့လေဗျာဘာကျန်းနေတော့ကလို့ယုံသေးလားဒီကအကောင်ကအတင်းအဓမ္မမှမဟုတ်ပဲဘာယုံမလဲဗျဩခင်မြင့်မြင့်ခင်မြင့်မြင့်ဤနေရာ၌ထိုးသူသည် ရှေးဖြစ်ဟောင်းများကိုစိတ်ထဲတွင်တဖန်ဖြစ်ပေါ်လျက်ရှိနေဟန်ဖြင့်ဆေးပြင်းလက်ကိုစိတ်ငြိမ်စွာဖွာလျက်ရှိနေထို့နောက်မှဆက်လက်၍ချစ်လို့ကြိုက်လို့သာလင်များဖြင့်ရောက်ကြတာဘောလို့ပြောတော့ပြောကြမှာပဲသို့တော့ချစ်ကြိုက်ကြပုံချင်းတော့မတူသေးဘူးမှတ်တယ်ဗျာကျုပ်ကိုပဲကဲကိုကဲလွန်းနဲ့မှတ်တယ်ခင်မင်းမြင်ပါဇက်ကချစ်ပါတယ်ကြိုက်ပါတယ်လို့ဖွင့်ဟပြောဆိုခြင်းကိုကြားရတဲ့အချိန်ဒီနေရာကနေစပြီးကျုပ်စိတ်ထဲမှာကမ္ဘာလောကကြီးတစ်ခုလုံးဟာ ဘလို့ပြောင်းလဲနေပြောင်းလဲသွားတယ်မဆိုနိုင်ဘူးခွေးဟောင်တန်ဟာလည်းကြုံနာထဲမှာตายရတာပဲခြုံကလေးတွေဟာလည်းကြုံမျက်စီထဲမှာလာတာပဲညနေဆောင်မြူကလေးတန်းပြီးနှင်းကလေးရစ်လာတာကိုကြည့်ရတာဥွှန်လွန်းလို့အော်ဟစ်ပြီးရေလိုက်ချင်တယ်။အော်မြစ်တာမြစ်တာလဲနေတဲ့ဗာချန်းကောဗျခင်မင်းမင်းကလန့်အွန်လိုက်လို့ဗာချန်းကိုလှည့်ကြည့်လိုက်တော့ခွေးမာသားကစီဒီဘက်ကအုတ်တစ်ချက်ကိုဆွဲနေတာမြင်ရတာကိုဗျသူ့အချံကကျုံနောက်ကနေပြီးဂဲနဲ့ပေါက်မလို့ဟာ ကျုံနယ်မြန်နှချင်းဆိုင်ဖြစ်နေလေတော့ဘလာချင်းမတူဝင်တာနဲ့ရီတီရတာလုပ်ပြီးအုတ်ချက်ကိုပြင်ချဘာလူလူနဲ့ရောင်ချာချာလုပ်ပြီးတုတ်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 နဲ့ထွက်သွားပါရောဗျာကြေးတော့မကြေးဘူးပါလေဘဲကကြေးလိမ့်မလဲဗျာနောက်တော့ခမရကြာရပါလိမ့်မယ်ခင်းမြင့်မြင့်ကတော့သူ့မျက်နှာကြီးကိုကြောက်လှပါတယ်ဆိုလို့ကျုပ်တရားလုံးရှိနေသည်များကာလာပတ်လုံးဘာချမ်းတယောက်တည်းမကသေးပဲဒီကောင်မျိုးတရားတစ်ထောင်ကိုပဲမကြောက်ထိုက်ကြတမီးကြီးစာထုံးစံအတိုင်းအားပေးရတာပါလိဗျာ နေပါအောင်ဗျာဒါထက်ဒီကနေ့ညနေကျုပ်တို့မြင်ခဲ့ရတဲ့ကားနဲ့ခမရဖြစ်ပြန်တဲ့ဘလို့သက်ဆိုင်ပါတလဲနေပါအောင်ဆရာကြီးရောက်လာပါလိမ့်မယ်နေတန်းရှိပါသေးတယ်ဖဲသုံးချက်ဇလန်းကိုပြောခဲ့ပြီမဟုတ်လားဒီလိုဗျာမန္တလေးကရုပ်ရှင်ကုမ္ပဏီမှာဒါရိုက်တာဖြစ်တဲ့ကျုပ်အလုပ်လုပ်ပြီးခင်မြင့်မြင့်နဲ့ချိတ်ကြိုင်နေစဉ်ဒီဇလန်းကိုကြုံရတယ်ရေးပြီးခင်မြင့်မြင့်ကိုပြတော့သူကကျုပ်တို့အတူတူအလုပ်လုပ်နေကြတဲ့ကုမ္ပဏီပိုင်ရှင်ကိုပြကြည့်ဖို့အကြံပေးတယ် ပြီးတော့လဲဖဲသုံးချက်ဇာတ်ကားမှာကျုပ်ကဒါရိုက်တာမဟုတ်ပဲကိုရိုင်းဇက်လိုက်မင်းသားလုပ်ပြီးခင်းမြင့်မြင့်နဲ့တွဲဖို့ခင်းမြင့်မြင့်ကပဲအကြံပေးတယ်ဟိုတုန်းကစိတ်ကူးရင်လိုက်ကြတာတွေများပြန်ပြောရရင်တော့ဗျာစာအုပ်တော့ရေးလို့တော့ကောင်းမှာမဟုတ်ဘူးစိတ်ကူးရင်နေဖဲပြီးဖြစ်ပြက်လောက်သားပြောပါတော့ဗျာကောင်းပါပြီဗျာခင်းမြင့်မြင့်အကြံပေးတဲ့အချိန်ဖဲသုံးချက်ဇာတ်ကားကိုကုမ္ပဏီတစ်ထည်ကိုပြကြည့်တော့သူကအင်မတန်နှစ်သက်ပြီးချက်ချင်းဝယ်ယူဖို့သဘောတူရောမကား ခင်မြင့်မြင့်နဲ့ကျုံနဲ့တွဲဖို့အကြံကိုပါသဘောတူလိုက်ပါလေရောဗျာနှစ်ယောက်သားလက်တွဲပြီးအောင်ကာမိကြသေးတယ်တတိကဗီလိန်နေရာမှာတော့ဗာချန်းကိုပဲအသုံးပြုဖို့ပြောတယ်ကျုပ်ကတော့သဘောမကျလာဘူးဗောဗျာသို့သောသူ့စာချုံတဲ့သူဖြစ်လေတော့ကျုပ်တို့ကကန့်ကွက်ဖို့တာဝန်မရှိပဲကိုဗျာဒါနဲ့ခင်မြင့်မြင့်ကစိတ်လေးလေးနဲ့ပဲဗာချန်းပါစီဖို့သဘောတူလိုက်ရရှာတယ်ဗာချန်းရဲ့အမူအရာကလည်းဟိုနေ့ကဟိုလိုဖြစ်ပြီးတဲ့ကကျုပ်တို့ကိုဖော်ဖော်ရွှေရွှေပြပြငါငါပဲဗျာ ကျုံနဲ့ခင်မြင့်မြင့်ဟာချစ်ကြိုက်နေကြလို့မကြမီထိမ်းမြလက်ထပ်ကြတော့မယ်ဆိုတာကိုလည်းတစ်စက်လုံးကသိကြတယ်။ဖဲသုံးချက်ဇကားရိုက်ပြီးပြီးချင်းကျုပ်တို့မင်္ဂလာဆောင်ကြဖို့စီမံထားတယ်။ဘာချမ်းကဒီအကြောင်းကြားရလို့ဝမ်းမြောက်တဲ့အကြောင်းများတော့ကျုပ်ကိုပြောသေးတယ်ဗျ။အားကအကောင်းပဲဗျ။ဒီဇလန်းကိုကျုပ်ရေးမိချင်းဟာကျုပ်ကြီးစားသေးဖို့ရေးမိတာပါပဲဗျ။အစင်လိုက်ပြောစမ်းပါဗျာရှေ့ကိုကြော်ကြော်ပြီးမပြောစမ်းမနဲ့တီးခံပါဗျာဆုံးလဲဆုံးလို့နေပါပြီ တည်တည်ချာချာနားထောင်နော်ခုတင်ကကြည့်ခဲ့တဲ့ဇာတ်လမ်းမှာဇက်လိုက်မင်းသားနဲ့မင်းသမီးဟာ feeling ကိုတုတ်တင်ပြီးပြီးအမှန်နဲ့စိတ်ချလက်ချခုံပေါ်မှာထိုင်နေကြပြီ အစီခံကို စားကြရရယူခဲ့ဖို့ခိုင်းလိုက်တယ်မဟုတ်လားဖဲသုံးချက်ဇက်လန်းကိုမူလဦးစွာရိုက်ခဲ့စဉ်ကကျုပ်ကဇက်လိုက်ပြခင်မြင့်မြင့်ကမင်းသမီးပြရိုက်ခဲ့တာကတော့နှစ်ပေါင်းအတော်ကြာပြီနှုတ်ပေမဲ့မနေ့ကရိုက်ခဲ့ရသလိုကျုပ်စိတ်ထဲမှာဆွဲပြီးကြံ့ရင့်နေတော့ရှိသေးတယ်ဗျလက်ထပ်ဖို့ရက်ကလည်းတပတ်ခါဖြစ်လို့ ခင်းမြင့်မြင့်နဲ့ခုံပေါ်မှာတူတွဲပြီးထိုင်နေလိုက်ရတာကိုကျုပ်စိတ်ထဲမှာသိပ်ပြီးစီစဉ်ရှိနေတာပဲဒါရိုက်တာလုပ်တဲ့လူကလည်းဗီလိန်ဘာချန်းကို၆လုံးပြူဘလို့ကန်ရမယ်ဘလို့ဟန်ပန်နဲ့ဝင်ခဲ့ရမယ်ဘလို့မျက်နှာထားနဲ့လာရမယ်ဆိုတာကိုသင်ပြနေတော့ကျုပ်တို့နှစ်ယောက်ကခုံပေါ်မှာစီစဉ်နေထိုင်ပြီးကြည့်နေကြတာပေါ့ဗျာအလုံးစုံသင်ပြပြီးတဲ့အခါမှာတော့ကင်မရာလဲလှည့်ရောဘာချန်းလဲ၆လုံးပြူကြီးကန်ပြီးဝင်လာပါရောဗျာဝင်လာပုံကလည်းအတော်နေရကြတယ်ဗျို့ကျုပ်တို့ကမုံထားပုံမျက်နှာဟာလဲ တကယ်စစ်စစ်ပဲလို့တော့ဆိုလောက်ပါတယ်။သို့တော်လည်းသူ့မျက်နှာကိုကြုတ်ကြည့်ရင်ကြည့်ဘလို့ဖြစ်လာလဲဆိုတော့ဒီအကောင်ဟာဇလန်းဇက်ွက်အလျောက်သားကျုပ်တို့ကိုမုံချင်မဟုတ်အကယ်စင်စစ်မုံချင် ဖြစ်တယ်ဆိုတဲ့အကြောင်းသူ့မျက်နှာထားမှာပြနေတယ်လို့ကျွန်တော်ထင်လိုက်မိတာကိုဗျ။ဒီတော့ရင်းနေနေနဲ့ထိတ်ခနဲဖြစ်သွားတယ်။သို့တော့ကျုပ်တို့ဓာတ်ပုံရိုက်ဖို့လှဲကြတဲ့အတွက်ကင်မရာကိုကျုပ်ဖက်လှဲလိုက်တော့ဇက်ွက်ဆိုင်ရာမျက်နှာထားမျိုးကိုသာကျုပ်ကလှုပ်လိုက်ရတော့တာကိုဗျ။ ဘာချန်းက6လုံးပြူကင်ပြီးကျုပ်တို့စီလာတော့ကျုပ်ကထန်ရကထဘာချန်းကကျုပ်ကို6လုံးပြူနေချင်းချိန်လိုက်တင်တဲ့တပြိုင်နဲ့သူ့6လုံးပြူမှာမူလကစီစဉ်ထားသည့်အတိုင်းဗလာရန်တောင်မဟုတ်ကြီးစံပါတဲ့ရန်တောင်ထူထားကြောင်းကျုပ်ရောခင်မြင့်မြင့်မှာတပြိုင်နဲ့တည်ကြတာကိုဗျသူကကျုပ်ကိုဒီနည်းနဲ့တပ်ဖို့စီစဉ်ထားကြောင်းသူ့မျက်နှာထားကထင်ရှားစွာပြနေတယ်ငါချန်းအောင်မင်းနင်းတို့နှစ်ယောက်လုံးတေးပြီးတော့လို့ထုတ်ပြီးမပြောတော့လဲကျောက်ပြီတကယ်တော့ကျုပ်တို့နှစ်ယောက်လုံးကရိမ့်မိတဲ့အတွက် ကြီးစံကိုရှောင်းဖို့ကြမ်းပေါ်ကိုဝမ်လျာထိုးပြီးအိမ်လဲအိမ်လိုက်ကြောတိုင်းကနေမြည်ပြီးဘိုက်ထဲကနှွေးကနေဖြစ်ပြီးတတိလစ်သွားပါလေရောဗျာထိုးသူသည်ဆက်လက်၍မပြောသေးပဲဆေးပြင်းလက်ကိုမိညီလေရ၎င်း၏လက်များမှာတုံလျက်ရှိခင်မြင့်မြင့်ရောနေုံလေဗျာပြောပါမယ်တပ်ပုံဆရာကကြုံမှာတနတ်မှန်တော့လဲကြောင်ချောက်ချားဖြစ်ပြီးကင်မရာကိုမရက်ပဲရိုက်မြဲတိုင်းဆက်ရိုက်နေတာကိုဗျာသူရိုက်ထားတဲ့ပုံတွေကိုနောက်ချလာလောက်ကြလို့ ဆေးရုံကဆင်းတဲ့အခါမှာကြုံမြင်ခဲ့ရတယ်။တတိကောင်းလိုက်တဲ့မိန်းမဗျာ။ဇလန်းတိုင်းမှာတော့ခင်မြင့်မြင့်ကတနက်ကုန်ရင်တဲ့အခါအထိတ်တလန့်လန့်တုံတုံရင်ရင် ဖြစ်သွားဖို့ဒါရိုက်တာကတင်ထားတယ်။နှုတ်ပေမဲ့ဘာချန်းကကြီးစန်းစစ်ပါတဲ့တနက်နဲ့ကျုပ်ရင်ဘက်ကိုချိန်လာတဲ့တပြိုင်နက်ကျုပ်ရှိကဝင်ပြီးထိုးကလိုက်တော့သူ့မှာရင်ဘက်ကိုမှန်းပြီးနေရာတွင်ပွဲချင်းပြီးရောကျုပ်မှာတော့ဘိုက်ကိုမှန်းရောဓာတ်ပုံကိုကျုပ်တီးတီးချာချာကြည့်ခဲ့တယ်။ကြောက်လန့်ချင်းဆိုလို့ တက်စိတ်ကလေးမှမတွေ့ရဘူးဗျာရီးစားတက်ကိုကို့အတက်နဲ့ကာကွယ်တဲ့ဒီလိုမိမမျိုးကိုဘဲတော့ကျွန်တော်တွေ့ရအောင်မလဲမိတ်ဆွေထို့သူသည်ဆက်လက်၍စကားမပြောသေးပဲစိတ်ငြိမ်စွာနေခြင်းကိုအတန်ကြာအောင်ကျွန်တော်ဆောင်ပြီးမှဗာချန်းကောဗျာတတိယရန်တောင်းနဲ့သူ့ကိုယ်သူပြစ်တတ်လိုက်တယ်သူတို့နှစ်ယောက်ကတော့တွားကြကုန်ပြီကျုပ်ပဲကြံနေခဲ့တော့တယ်ကျုပ်လည်းမကြတော့ပါဘူးလက်ယုံသာရှိပါတော့တယ်အခုတော့မှဖဲသုံးချက်ဇက်ကားကိုတခြားကုမ္ပဏီကပြန်ရိုက်တယ်ဆိုလို့ ိုကြရင်ခင်မြင့်မြင့်ပြောပြရအောင်ကြုံလာကြည့်တာပဲကျေးဇူးတင်ပါတယ်ဗျာဝမ်းလဲတောင်းပြီးခွင့်ပြုပါအောင်ကျုပ်သွားလိုက်ပါအောင်မယ်ထိုကဲ့သို့ပျော့ပျော့ဆူဆူနဲ့ထွက်သွားလျာကျွန်တော်မှစိတ်ထဲကမကျေနပ်သေးသည်နဲ့အပေါက်မှမြှောက်ကြည့်လိုက်တော့ခါထိုသူသည်တရားကြီးပေါ်၌မိန်းကလေးတစ်ယောက်နှင့်တွဲ၍သွားနေသလိုမိအောင်နှင့်မထင်မရှားရေးရမြမြင်လိုက်ရ၏ထိုမိန်းမ၏ဝတ်စားများမှာ ထိုသူကဲ့သို့မဟုတ်ပဲတစ်တစ်လွန်းလွန်းနှင့်အယောင်ထောက်ပစွာရှိသည်ဟုထင်မှတ်၍ ခင်မြင့်မြင့်ကိုတည်ရသဖြင့်ကြည်ရင်ပင်ချက်သိမ်းများထလာမိသေးပေတည်းဟုတ်ကဲ့ကျမခုဖပြပေးသွားတာကတော့ဆရာကြီးရွှေဦးကျောင်းရဲ့ဝတ္ထုတိုပေါင်းချုပ်ပစ္စမတွေစာအုပ်ထဲကဇက်လိုက်ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးများရင်တင်ပါရဲ့ရှင်